ေါ်မေပြိတ္တများအလုံးမင်္ဂလာပါအခုပြောပြသွားခြင်းတဲ့တင်ကတော့ဒါစီရိုနယ်ဒိုရဲ့သားဖြစ်သူခရစ်စတီယာနိုဂျူနီယာကပေါ်တူဂီ U15 အသင်းနဲ့အတူစူဖလာကန်မြောင်းနိုင်ခဲ့ရဆိုတဲ့တင်မှာပဲဒါရော်နယ်ဒိုရဲ့သားခရစ်စတီယာနိုဂျူနီယာကပြီးခဲ့တဲ့ရက်တစ်ပတ်မှာပဲဒါပေါ်တူဂီ U15 အသင်းအတွက်ဆက်ပြီးရွေးချယ်ခံရတဲ့သူတို့ကဒီ ပေါ်တူဂီ U15 အသင်းဟာခရိယားနိုင်ငံမှာကျင်းပခဲ့တဲ့မာကိုပစ် U15 ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာတကဝင်ရောက်ရှင်ပြိုင်ခဲ့တာအဲ့ဒီပြိုင်ပွဲမှာပေါ်တူဂီကဒါအနိုင်ရပိုဆွဲခဲ့တာဖြစ်ပါတယ်အဖွင့်ပွဲမှာတော့သူကဂျပန် U15 အသင်းနဲ့စုံပြီးတော့၄ဂိုးတဂိုးနဲ့နိုင်ခဲ့တယ်ရော်နယ်ဒိုဂျူနီယာကဒုတိယပိုင်းမှာလူစားဝင်ခွင့်ကစားခွင့်ရခဲ့ပြီးတော့ဂိုးမသွင်းနိုင်ခဲ့ဘူး နောက်တစ်ပွဲကတော့ဂရီ55အသင်းနဲ့တကူးစီတည်ကြတဲ့ပွဲမှာလည်းဂျူနီယာကဝင်ကစားခဲ့တယ်။ဂိုးမသွင်းနိုင်ခဲ့ဘူး။ပြီးတော့တတိယမြောက်ပွဲကအင်္ဂလန် U15 အသင်းနဲ့ကစားခဲ့တယ်။ဒါ1-2နဲ့ပေါ်တူဂီကနိုင်တယ်။ဒီပွဲမှာလည်းဂျူနီယာကဂိုးမသွင်းနိုင်ခဲ့ဘူး။သုံးပွဲဇက်တိုက်တွင်ကိုမရခဲ့တဲ့အပေါ်မှာပရိသတ်တွေကြားမှာဝေဖန်မှုတွေလည်းမြင့်ခဲ့တယ်။စီရိုနာဒိုရဲ့သားဖြစ်လို့ပဲအရွေးခံရတာလား။ရှေ့ဆွမ်းပိုင်းကအားရစရာမရှိဘူးလားဆိုတော့ ဝေခွန်ထုတ်မှုတွေဝေဖန်မှုတွေကိုဂျူနီယာကဘိုလူပွဲမှာနှစ်ကိုသွင်းပြီးတော့ဒါနှုတ်ဆက်စေခဲ့တယ်အဖေလိုမျိုးပဲဝေဖန်မှုတွေကြုံလာချိန်မှာအလုံးနဲ့တက်တည်ပြခဲ့တယ်လို့လည်းပြောလို့ရတယ်ဘိုလူပွဲမှာတော့သူတို့ကခရိုအေးရှား U15 အသင်းနဲ့တွေ့ခဲ့တာဖြစ်ပြီးတော့၃ဂိုး၂ဂိုးနဲ့နိုင်ခဲ့တာရော်နယ်ဒိုဂျူနီယာကအရေးပါတဲ့သွင်းဂိုး၂ဂိုးကိုသွင်းနိုင်ခဲ့တယ်သူ့အဖေလိုမျိုးပဲအောင်ပွဲခံသွားခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါသူ့ရဲ့ကစားသမားဘဝပထမဦးဆုံး တွင်ကိုတွေလည်းရခဲ့တယ်ဘိုလ်လူပွဲလည်းဖြစ်နေတယ်ဒါဆူပလာလည်းကင်မြောက်နိုင်ခဲ့တယ်ဆိုတော့ရော်နယ်ဒိုကလည်းသူသားအတွက်ဂုဏ်ချောင်းကိုရေးသားထားခဲ့ပါတယ်ဒါကတော့စီရော်နယ်ဒိုရဲ့သားဖြစ်သူခရစ်စတီယာနိုဂျူနီယာရဲ့ရှစ်ကြီးရေးဖိတ်ခေါ်ဖလားပြိုင်ပွဲမှာတွင်ကိုလည်းရခဲ့တယ်ဆူပလာလည်းရခဲ့တယ်ဆိုတော့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်ရော်နယ်ဒိုဂျူနီယာအပေါ်မှာရောပရိသတ်တွေကဘယ်လောက်ထိမျှော်လင့်ထားလဲအရှိမအသက်16နှစ်ကျော်နေပြီဖြစ်လို့ရမယ်တို့လိုမျိုးနောက်ထပ်2နှစ်3နှစ်လောက်အတွင်းမှာရမယ်တို့လို့ ရက်ပွင့်နေဖြစ်နေလူကြီးရားတဲ့ကိုရောက်လာမလားဆိုတာလည်းစိတ်ဝင်စားစရာကောင်းပါတယ်ခင်ဗျာ။ယူပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။